ဒေါအောင်ဆန်းစုကြည်ကို2025ခုနှစ်ပြည်သူ့ကော်မတီစုရွေးချယ်ခြင်းနဲ့ကြောင်းတင်ဆက်ပေးပါမယ်။2025ခုနှစ်အတွက်16ကြိမ်မြောက်ပြည်သူ့ကော်မတီစုကိုမတရားဖန်ဆီးထိမ့်သိမ်းခံနေရတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုရွေးချယ်ခြင်းမြင်လိုက်ကြောင်းပြည်သူ့ကော်မတီအသင်းကကြေညာပါတယ်။ဒီကွန်ပျူတာအခမ်းအနားကိုအမေရိကန်နိုင်ငံတက်ဆက်ပြည်နယ်ဟိုစတန်မြို့မှာမေလ24ရက်နေ့မှာကျင်းပမှာဖြစ်တယ်လို့ဆိုပါတယ်။ဒီစုကိုကုလသမဂ္ဂဆိုင်ရာမြန်မာကိုယ်စားလှယ်ဦးကျော်မိုးထွန်းကလည်း2023ခုနှစ်ကချီးမြှင့်ခံရပါတယ်။ အမေရိကန်ပြည်ထောင်စုကိုရောက်နေတဲ့မြန်မာနိုင်ငံသားတွေစုပေါင်းပြီးနိုင်ငံရေးလူမှုရေးနဲ့ပရဟိတနဲ့ပယ်ရီမှာ ကိုကျိုးစွန်အနစ်နာကန်းဆောင်ရွက်သူတွေကိုချီမြှင့်ဖို့ပြည်သူ့ကောင်ကြီးအတင်ကို2009ခုနှစ်မှာစတင်ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့မြန်မာစစ်တပ်အတွက်ဖြောင်းပြင်းမရတော့တဲ့ရှက်စရာအကောင်းဆုံးနေ့ရက်ဆိုရင်ကြောင်းတင်ဆက်ပေးပါမယ်။ တရုတ်ရင်မြန်မာအရေးပြောင်းကြကြဝင်ရောက်ဆွေးဖက်မှုရှာလန်အနေနဲ့ကိုကန့် MND များယခုရက်ပိုင်းတွင်ဒါရှုမျိုးမအပြီးတိုင်းပြန်လည်ထွက်ခွာတော့မှာဖြစ်ပါတယ်မြန်မာပြည်မှာလည်းဒီကိရိရက်ပိုင်းများကစပြီး MND တပ်သားများကာစီကားငယ်အတွေ့အကြုံနဲ့တိမ့်ညီမျိုးဘက်ကိုပြန်လည်ဆုတ်ခွာပေးခဲ့ကြပြီးဌာနဆိုင်ရာအဆောက်များမှလွှင့်ထူထားတဲ့ MND အလံများကိုပြန်လည်ဖြုတ်ချသွားခဲ့ပြီးဖြစ်ပါတယ် ဒီကနေ့နေ့လယ်ပိုင်းမှာတော့ရှာထောင်ချီရဲ့စစ်ကောင်စီတပ်သားတွေကိုတင်ဆောင်လာတဲ့စစ်မော်တော်ယာဉ်တပ်များလာရှုမြို့တွေကိုဝင်ရောက်လာခဲ့ကြပါတယ်။အဲဒီလိုအလံတလူလူမြင့်ပြီးစစ်ကားများလာရှုမြို့တွေဝင်ရောက်လာပုံကိုစစ်တပ်ထောက်ခံသူတွေကအကုန်ယူဝင်ကြွားစွာရေးသားဖော်ပြနေကြတာကိုတွေ့ရပါတယ်။အထူးသဖြင့်တနည်းကြရင်ရှားမခကိုပြန်လည်ရမယ်လို့ရှုံချီထားပြီးအတိုင်းပြန်ရပြီလို့စစ်ကောင်စီထောက်ခံသူတွေကဝန်ကောင်းတန်ကြီးတွေနဲ့ Telegram မှာကြုံးဝါခဲ့ကြပါတယ်။ဒီလိုလာရှုမြို့စစ်ကောင်စီနဲ့တည်းပြန်ရောက်ခဲ့တာကအမှန်ပဲဖြစ်ပါတယ်။ဒါပေမဲ့ ၎င်းတို့ကြုံဝါထားတဲ့အဆိုပါလာရှုမျိုးကိုတက်မတော်လို့၎င်းတို့ခေါ်ဆိုကြတဲ့မြန်မာစစ်တပ်ကဆွမ်းဆွမ်းတမန်တက်ခိုက်တင်းယူခဲ့ခြင်းတော့မဟုတ်ရိုးရှင်းစွာပြောရရင်တရုတ်ထွန်းဖောက်ပေးခဲ့တဲ့ခွေထုတ်ပေါက်မှတစ်စင်းဂုံတင့်ခါမဲစွာပြန်လည်ဝင်ရောက်တင်းယူသွားခြင်းပဲဖြစ်ပါတယ်ရခိုင်လာများအတွင်းလာရှုမျိုးမပြောနဲ့ပြည်ဦးလူမျိုးပြင်လောင်မှသာတက်ဆွေးနိုင်တော်ရဲ့စစ်တပ်အနေနဲ့တရုတ်နိုင်ငံရဲ့မြမအရေးဖြောင်ကြကြဝင်ရောက်ဆက်ဖက်မှုတွေကြောင့်ယခုလိုလာရှုမျိုးကိုခက်တီတီနဲ့နောက်ဖေးပေါက်ကဝင်ရောက်လာနိုင်ခြင်းလည်းဖြစ်ပါတယ်။ စစ်ပွဲအနေနဲ့ကိုအနိုင်ယူခဲ့တယ်ဆိုရဲစစ်တပ်ကပြည်သူပါဝင်တဲ့တော်လိုင်းမှာ၎င်းတို့ရဲ့စစ်တိုင်းဌာနချုပ်ရမခရှိရာလာရှုမျိုးကိုရပ်ပိုင်းအတွင်းလွယ်လင်းတကူဆုံးရှုံးသွားခဲ့တာဖြစ်ပြီးအဲ့ဒီနေ့ကစပြီးအခုရပ်ပိုင်းတည်းလာရှုမျိုးကိုအနားတော်မကန်နိုင်အောင်လုံးလုံးလျားလျားဆုံးရှုံးခဲ့ခြင်းလည်းဖြစ်ပါတယ်အချုပ်အားဖြင့်ပြည်ပအားကိုပစိန်ရိုးလို့ဆိုပြီးအတိုင်ခံတွေကိုဒီဇိုင်းမတ်မတ်ထိခိုက်ချေမှုန်းခဲ့တဲ့မြန်မာစစ်တပ်ကလက်တွေမှာပြည်ပတရုတ်အားကိုလာတဲ့လာရှုမျိုးကိုပြန်လည်ဝင်ရောက်လာနိုင်ခဲ့ပါတယ် ကိုပိုင်ရေးချင်းကြောင့်မဟုတ်ပဲတန်းပြည်ရဲ့အချုပ်ကြအာဏာကိုစတဲ့ပြီးတရုတ်ကိုဒူးထောက်ခိုင်းရကလာရှုမျိုးကိုပြန်လည်ဝင်ရောက်လာခဲ့တဲ့ဒီကနေ့မြန်မာစစ်တပ်အတွက်အရှက်ရပွင့်ရအကောင်းဆုံးနေ့တစ်နေ့သာဖြစ်ပါတော့တယ်လို့ရှိသားထားပါတယ်။နောက်ထပ်တပုတ်အနေနဲ့နိုင်ငံတကာအကူအညီရဖို့စစ်ကောင်စီအပြစ်ရတိုးနိုင်မဲ့တိုက်ခိုက်မှုတွေဆက်ရှိနိုင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ကလေးကြောင့်ပြန်လည်ထူထောင်ရေးအတွက်နိုင်ငံတကာနဲ့ဒေသရင်းနိုင်ငံတွေစီကအကူအညီတွေရဖို့စစ်ကောင်စီကအပြစ်ခတ်ရဲစိုင်းကိုတက်တန်းတူးကြီးညာနိုင်ပြီးမြန်မာတိုက်ခိုက်မှုတွေဆက်လုပ်မယ်အနေထားလို့စီရင်အခက်ခတ်တွေကပြောပါရယ်မလ28ရက်နေ့ကမြန်မာနိုင်ငံအလဲပိုင်းကိုပို့ဖို့ပြုပြီးလောက်ခတ်ခဲ့တဲ့ကလေးကြောင့်လူသားချင်းစာနာမှုအကူအညီတွေပေးအပ်နိုင်အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကစစ်ကောင်စီနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG လို့ကိုပြီးခဲ့တဲ့ရက်ပိုင်းမှာတီးခြားစီပြုဆောင်ခဲ့ပါရယ် တွေ့ဆုံမှုအတွင်းငလျင်တင့်ဒေတာတွေကိုလူသားချင်းစာနာမှုအကူအညီတွေထိရောက်စွာပံ့ပိုးပေးနိုင်ရေးစစ်ကောင်စီနဲ့ NGO တို့ကြားပြစ်ခတ်ရေးဆိုင်ရာတက်တန်းတိုးဖို့သဘောတူခဲ့တယ်လို့အာဆီယံဥက္ကဋ္ဌကထုတ်ပြောခဲ့ပါတယ်။စီရီယံဗိုလ်ကြီးစင်ရောကစစ်ကောင်စီနည်းနဲ့နိုင်ငံတကာစီကလူချင်းနဲ့အထောက်ပံ့နေရဖို့ပြစ်ခတ်ရေးဆိုင်ကိုကြီးညာနိုင်ပြီးမဲ့အလက်တွေမှာတော့အခွင့်ကောင်းယူပြီးတိုက်ခတ်နေုံမဲလို့တုံ့သက်ပါတယ်။ အခုကပါဇက်ကတော့အပြည့်ရက်မယ်ပေါ့ဒါပေမဲ့ဒီလိုအပြည့်ရက်တင်ပြောမှလေနိုင်ငံတကာနေဒေသတွေနိုင်ငံတွေစီကနေတူလိုချင်းနဲ့အထောက်ပံ့ရမှာပေါ့တူလိုချင်းနဲ့အထောက်ပံ့ဆိုတာပြည်သူကိုကူဖို့ထက်သူတို့စစ်တပ်ကိုပြန်လည်ပြင်ဆင်ဖို့သူတို့ရဲ့တောက်တိုင်ဝင်ကြီးဌာနတွေကိုပြင်ဆင်ဖို့နေရာချဖို့ဒါတွေကိုလည်းဦးစားပေးဖြစ်မှာဖြစ်ပါတယ်။အပြည့်ရက်ကတော့ထပ်ပြီးကြီးညာကောင်းကြီးညာနိုင်ပြီးမယ်တကယ်တကယ်မြေပြင်လက်တွေ့မှာတော့တိုက်ခိုက်နေအောင်မှာပဲဖြစ်ပါတယ်။သူတို့ကဒီအချိန်ဒီမှာပဲအခွင့်ကောင်းယူပြီးပို့ပြီးတော့တိုင်မြင့်အနေထားပေါ်လို့ဆိုပါတယ်။ ။ငလင်ကြားဘ ਹੁ အာနာဆက်ချုပ်ကံရနေပြည်တော်ကောင်စီနေမြို့တွင်ရှိစီရင်ချုပ်ပါဝင်တွတ်တော်နှင့်ဝင်ကြီးဌာနအစအဦးလေးဝင်တန်းအင်အားတွေစာရင်အုပ်ချုပ်ရေးများများတော်တော်များများထိခိုက်ပျက်စီးထားတာပါ။ကုလသမဂ္ဂရဲ့ထုတ်ပြန်ကြမ်းရလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေဘီအန်နေကြရောက်တဲ့နေရာရေးစီအရောက်လမ်းစီဖို့တခုလေကိုတာအာယုံဆိုင်တဲ့အချိန်မှာစစ်တပ်ကတိုက်ခိုက်မှုတွေကိုလုံဆောင်နေတယ်လို့ဆိုပါတယ်ငနေလုခတ်ပြီးကလေးကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတိုက်ခိုက်မှုပေါင်း120ကျော်ပြုလုပ်ခဲ့ပြီးအဲ့ဒီတွေကထောက်ဝက်ကျော်ဟာ ADNA နဲ့အပြစ်ခံရဲစဲကြောင့်ကျင်းပပြီးနောက်ပိုင်းဖြစ်ပွားခဲ့တာလို့ဖော်ပြထားပါတယ်။ဒီတိုက်ခိုက်မှုများဆုံးကငင်းကလေးလောက်ခတ်ခဲ့တဲ့နေရာတွေအပါဝင်လူနေထူထပ်တဲ့ဒေသတွေမှာနေကြောင်းနဲ့အမျိုးတွေအတုံးပြတိုက်ခိုက်ခဲ့တာလို့ကုလသမဂ္ဂလူ့ခွင့်ရေးရုံးကအီဒီလာ၁၇ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။လက်ရှိမှာလည်းစစ်ကောင်စီက AP 22ရက်နေ့ထိအပြစ်ရထားပြီးမြန်မာတံမတင်တဲ့မြို့ရွာတွေအပါဝင်လက်လွတ်ခဲ့ရတဲ့နေမျိုးတွေတင်းကားရက်သားတွေကိုပြစ်မှတ်ထားပြီးနေကြောင်းကနေပုံကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်။ စီရီယန်လီဒါတက်ချက်ကြီးစီရကလည်းတော်လိုင်းဖွဲ့တွေကိုဖိအားပေးတဲ့ပုံစံနဲ့အရက်သားတွေပေါ်ပြင်းပြင်းထန်ထန်တိုက်ခိုက်လာတဲ့အတွက်အပြင်းရဲ့စိန်ဟာဆောင်ရွက်ပေါ်မှာသာထိုးနိုင်တယ်လို့ပြောပါတယ်။အရက်သားတိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်ပိုလုံလာပြီးတော့ဒီတောက်ဒီဘက်ကိုတော်လိုင်းအင်အားစုဖိအားပေးလာတဲ့ပုံစံကိုတွေ့ရတယ်။အဲ့ဒီတော့ဆောင်ရွက်ပေါ်မှာတော့လူကြားကအောင်ရှာရင်အပြင်းရဲ့စိန်ကြီးတွင်းရင်တွိုးနိုင်တယ်ပေါ်ထိုင်နေတကယ်အပြင်းရဲ့စိန်မှုကတော့ရှိလာမှာမဟုတ်ပါဘူး။အခုလက်ရှိကိုတချို့နေရာတွေမှာဆင်းရဲပြန်ပြီးတိုက်ခိုက်ဖို့ စစ်စင်ပေါ်ထီသူတို့စီစဉ်နေရဆိုရဟာမျိုးနဲ့တည်ရတယ်လို့ဆိုပါတယ်အမျိုးသားညီညွတ်ရေးဆိုရာ NUG ကတော့အပြစ်ခံရစိမ်းဟာတပတ်တည်းလုံးလို့ရတဲ့ကိစ္စမဟုတ်တဲ့အတွက်လူမှုကိုဦးစားပေးကာကွယ်နိုင်ဖို့အရေးကြီးတာကြောင့်ချင်းမီပေါ်မူတည်ပြီးဆောင်ရွက်သွားမယ်လို့ပြောပါရယ်လက်ရှိတက်တန်းတူထားတဲ့ငလင်းတင့်ဒေတာတွေနဲ့ဆက်ဆက်ဒေတာတွေမှာ NUG ရဲ့ဒုစစ်ပင်ရက်တန့်ထားမှုဟာ AB 20ရင်းမှာပြီးဆုံးသွားပါပြီဒါပေမဲ့လောလောဆယ် AB 20ရင်းတွေအပြစ်ခံရစိမ်းအတွက်ဆက်လက်တက်တန်းတူဖို့မကြေညာသေးပါဘူး AB နဇနီယနီမှာအဆုံးသတ်မဲ့စစ်ကောင်စီရဲ့ယာယီပြင်းရဲ့စင်ကလည်းတက်တန်းတိုးဝမကြီးညာသေးဘူးနဲ့အကျုံးဝင်စေကာလမှာတော့လေကြောင်းတတ်ခိုင်းမှုတွေကြောင့်ရှက်သားတည်ဆုံးမှုအစီအတွက်ဆယ်နဲ့ချီမြင့်တက်နေပါတယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ရှိကျေးရွာတွေကိုစစ်ကောင်စီက AB 16ရက်နေ့ကစပြီး20ရက်နေ့ထိဒီဆောင်ကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်လူသေဆုံးမှုအယောက်၄၀ထက်မနည်းရှိလာတယ်လို့သတင်းဌာနကဖော်ပြပါရယ် ဒါအပြင်စကိုင်းတိုင်းကံပလူမျိုးနဲ့တင်တုံးရွာကိုစစ်ကောင်စီက AP 20ရက်နေ့ညနေ6နာရီကျော်မှာဒီဆောင်ကနေပုံကျင်းခဲ့တဲ့အတွက်ကုန်းဆောင်ဆိုင်ဒီဇိုင်းပေါ်ကြားရောက်ပတ်ဝန်းမှုကြောင့်ဆိုင်ရှင်ပါဝင်ရှက်သားချောင်းကိစုံကင်ရပါတယ်။ AP 19ရက်မှာလည်းမွန်ပြည်နယ်ဘီလင်းမြို့နယ်ရှိမင်းစောချင်းရွာကဖုန်ကြီးကြောင်ကိုစစ်ကောင်စီကဂျက်ဖိုင်တာနဲ့ပေါင်900ဗုံးဒီတလုံးချင်းချမှုကြောင့်ကိုရင်တပားပြန်လုံတော်မူပြီးအရက်သားနှုတ်ဦးတည်ဆုံခဲ့ရတဲ့လူကင်အမျိုးသားစီယုံ KNU ကတရင်ထုတ်ပြန်ထားပါရဲ့ရှင်။ တိုင်းဒါလနဲ့ကိုင်ဖွဲ့တွေရဲ့မြောက်ပင်ပေးမှုကြောင့်ပြည်ရက်တွေအင်အားကြီးထွာလာမှုကြောင့်တိုင်းရင်တပ်ဖွဲ့တွေတတိထားပုံနဲ့ရန်သူကိုအထင်မသေးဖို့ဒုတိယစစ်ကောင်ဆောင်ကပြောပါရီနလင်ပီလေးလို့ PDF တွေရဲ့တရင်လေးနာစဉ်အခုဆို PDF တွေကနေပြီးတော့ဒီချင်းချောက်လာတယ်တဖက်မှာတိုင်းရင်းသားလက်နက်ကန်တွေကမြှောက်ပီးနေရောအင်အားကတစတစကြီးထွားလာတယ်ဒါကြောင့်တိုက်ပွဲရဖြစ်ရင်ရေရဲတိုင်းရေရဲချိန်မုံဖို့လို့ဖြစ်လာလို့အဖမ်းခံရရင်ကိုဖြစ်ကိုကန်ဘယ်သူမှမကင်ဘူးလို့သူချုပ်ကပြောပါတယ် ဒါပြင်းစစ်စင်ရေးမဟုတ်ပဲအလုတ်ကိစ္စနဲ့ခီးသွားလာရမှာမိမိကိုကိုတက်ကသူ့မမ်းမတိအောင်ရုပ်ဖြတ်သွားလာမှာဖြစ်ပြီးတာဝန်ရှိသူအစဉ်စဉ်ကိုတရင်ဖို့ဖို့ကိုလည်းပြောဆိုခဲ့တဲ့လူသူကရှင်းပြပါတယ်။အခုလိုပြောဆိုတာက EP 19ရက်ကနေပြီးတော့ကောင်စီနေနေရဲမှာမကွေတိုင်းစင်ပါဝဲမြို့နယ်ကကဘာဆဆက်တောင်ကထုတ်လုပ်ရင်းမှုပုံမှုအပါအဝင်၃ရောက်ကို PDF တွေဖန်ပြသွားတဲ့နောက်တတိပီပြောဆိုတာလို့ကဘာဆနဲ့နှိစက်တဲ့တရင်ရင်းမြစ်တွေကပြောပါတယ်။ကပ္ပစဆက်တောင်းဆက်ရုံမူနဲ့အဲဒီကိစ္စရှင်းနေရတဲ့အဖမ်းခံရတာကလည်းနေပြည်တော်ဆက်ဆက်နေနေထဲမှာပူအောင်ဆိုးတယ်ပြော ောရရင်နေပြီးတော့ကိုပီဒီအက်တွေကချင်းချောက်လာရဲဆိုတဲ့သဘောစစ်တပ်အာဏာသိမ်းပြီးဒုတိယစစ်ကောင်ဆောင်စစ်ရေးကိုကင်တွေးရချိန်မှာတိုင်းစစ်ဌာနချုပ်နှစ်ခုနဲ့တိုင်းရင်းတပ်ဖွဲ့စခန်းတရားကျော်ကို တိုင်းရင်းသားလက်နက်ကင်ဖွဲ့နေပီဒီအက်တွေကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပါတယ်